မန္တလေးမှာရှိတယ်မန္တလေးနဲ့အနီးတော်မှာရှိတယ်ကယ်ဆယ်ဝန်ထမ်းတွေစေတနာဝန်ထမ်းတွေတည်တံ့ပေါ့နော်ဟိုစိတ်တော်စိတ်ကြမလားမသိဘီယာစတုတီတာလုတ်ပြီးထားပါပေါ့နော်ဘီယာစတုတီတာသူတို့လည်းအရန်ပင်ပန်းနေကြပြီနောက်ရက်တွေလည်းပင်ပန်းနေအောင်မှာနားလို့မရတဲ့အခြေအနေမှာတရက်လောက်တော့အတက်နေနောက်ဆုံးတရက်လောက်တော့ကျွန်တော်ဘီယာစတုတီတာတိုက်ပါမယ်လူဆိုတာကတကြိမ်ရလေးတော့ပြောချင်းကြပဲလေနော်သူတို့အဲ့လိုပြောရင်လည်းအစဲခံမှလည်းကြောက်တယ်ဆိုတော့ဟိုကျွန်တော်ပဲဒိုင်ခံဆဲခံလိုက်မယ်လို့ဆဲတဲ့လူကြီးအားလုံးကျွန်တော်ရှိပဲလွတ်လိုက်ကိုရင်းကျော်ခေါင်းဆောင်ပြီးအဲ့လိုလုတ်တာပါလို့ပဲပြောလိုက်လို့ ပါရန်ကုန်ဟုတ်တယ်အရင်သူနေရဲ့အချိန်မှာဆိုရင်သူမနေချိန်မှာဆိုဒီဈေးပြော်ကြီးအေးလေးတောက်ပြီးတော့ခဏတာတော့မဟုတ်ပြီတော့ ဆက်လာပြည့်စကိုင်းသွားခဲ့ပြီလို့ရှိရင်တတဦးအင်းဝပြီလို့ရှိရင်ပျော်ဝဲရမဲသိန်းအင်းလေးထီတော့ရောက်ပြီပြီပေါ့နော်ဒါတော့အလူရှင်နေမြင်းနာမငယ်ဆိုတော့တို့ကလှူတဲ့ငွေသားတွေရပါတော့ကိုယ်ယုံကြည်စိတ်ချဆိုတော့အောင်းရင်ကျော်တကယ်တမ်းပတ်စံပေးလိုက်တာမဟုတ်ယုံကြည်မှုပေးလိုက်တာလေပေးလိုက်တာဖြစ်တဲ့အတွက်တို့ကအလူကံပုဂ္ဂိုလ်စီလက်ထက်ရောက်ခြင်းနဲ့ဆိုတာနဲ့ကိုယ်ကလည်းတတ်နိုင်တဲ့လောက်တက်ဆွမ်းတဲ့လောက်ပေါ့နော်ဟိုလက်ထဲကိုလူရှင်နေလက်ထဲကိုလူများနဲ့ဆိုတော့အများကြီးတော့ဟောမဖြစ်နိုင်ဘူးနော်ဒါပေမဲ့အဲတတ်နိုင်တဲ့လောက်တက်ဆွမ်းတဲ့လောက် ်ဝေးသားပေါ့နော်လက်ထက်ရောက်အောင်ထည့်ပေးခဲ့တယ်အဲဥပမာတော့ကျွန်တော်တို့သွားတဲ့နေရာတွေမှာကျွန်တော်ပစ္စည်းတွေကတော့အရှိပိုင်းမှာအေးပေါ်အချိန်ဒီမှာတော့စားစရာတောက်စရာပေါ့ဒါပေမဲ့အခုကပြန်လဲထူထောင်ရေးအပိုင်းရောက်ပြီဆိုတော့ပတ်စံကတော့အဓိကပေါ့ဘာလို့လဲဆိုတော့ကိုယ်သွားတိုက်စေဝေးသားလဲသူတို့ဆက်ပြခဲ့လို့လို့နေမှာနောက်ပိုင်းတော့ငွေသားပဲအဲ့လိုလူပြစ်တယ်ခင်ဗျဟုတ်ကျွန်တော်အများကြီးတော့မတက်တိုင်ဘူးမဲတင်းအောင်၅000လုံးအနေနဲ့အားလုံးဝေးပြီးမှာပါ အားလေးအများသားသူခေါ်နေတော့လို့ဒီလိုလေးတင်ပြဟောအလူငွေကျတော့ကျွန်တော်ဟိုနေရာတစ်ခုရောက်သွားပြီဆိုလို့ရှိရင်ပေါ့နော်ကျွန်တော် မြေပြင်အခြေအနေကိုကြည့်ရတယ်ဒီမှာလူဦးရေကဘယ်လောက်ရှိလဲအိမ်အောင်စုကဘယ်လောက်ရှိလဲအဲ အားလုံးကိုရောက်ပြီးမှတော့အားလုံးရစေချင်တာဖြစ်တဲ့တော့ကိုပါလာတဲ့ပတ်စံနဲ့ဆိုလို့ရှိရင်ငွေသားဘလောက်လူရင်အဆင်ပြေနိုင်မလဲအကုန်လုံးရနိုင်မလဲပုံမှန်မူပြီးတော့၅တောင်းလူသိန်းတဲ့နေရ၅တောင်းတသိန်းလူသိန်းတဲ့နေရမှာတသိန်းပေါ့နော်အဲ့လိုဟိုလောင်းကောင်ကိုရောက်ပြီးမှလည်းအကုန်ရစေချင်တာဆိုတော့အဲအဲ့လိုမျိုးလေးလူဖြစ်ပါတယ်ငွေသားနဲ့ပတ်သက်ပြီးတော့ပြပြရောက်မှအချင်းတွေကိုကြည့်ပြီးတော့အဲသူတို့ကအိမ်တော်ကြီးအိမ်တော်စုဘလောက်ရှိတယ်ပြည့်စည်သွားတာဘလောက်လူသိဆုံးသွားတာဘလောက်အဲ့ပုံမှန်မူပြီးတော့ကိုပါလာတဲ့ငွေအမောင်းနဲ့ကိုဘလောက်နှုံးလူလိုက်လူအားလုံးရမလဲဆိုတော့မူပြီးတော့လူဖြစ်တာပါအဲ့လိုရှင်တွေကိုလည်းအပြည့်မပြောပါဘူးသူတို့ကလည်း လူချင်းလူချင်းစောကြည့်ပြီးလူချင်းအားကြီးပြီးတော့ဗီဒီယိုတွေကရှိသမျှအဝတ်တွေတိမ့်ကြုံပြီးထည့်ပေးလိုက်တာနေမှာပါပေါ့နော်အဲ့မှာ miss ပြိုင်တဲ့ဝက်ဆိုက်လည်းပါလာရပေါ့နော်ရေကူးပေါင်းပြီးတော့ရေကူးအဲအဲ့လိုဝတ်စုံတွေလည်းပါလာရပေါ့နော်ဒါကတော့ဘလို့ကြီးကျေးဇူးတင်ပါတယ်ဟိုဒါပေမဲ့ဟိုဒုက္ခရောက်တဲ့လူတွေကတော့အဲ့ miss ပြိုင်တဲ့ဝတ်စုံတွေဝတ်ပြီးတော့ထွက်ပြေးဖို့တော့အဆင်မပြေဘူးပေါ့နော်အဲ့လေအိမ်ပြိုလို့ငင်းကလေးလို့ဒုက္ခရောက်နေပါဆိုဒါကြီးကဘယ်သူကဝတ်ပါတော့ မန္တလေးကကျွန်တော်ရအောင်မြင်လို့ဖြစ်နေရလေအဲဥကျွန်တော်နည်းနည်းစပြီးတော့လူသိတယ်ကြောင်ကြလေးကန်းလန်းနေဆိုတဲ့ကကျွန်တော်စပြီးတော့ချစ်ခင်ပြီးခေါ်တာမန္တလေးကလုပ်ငန်းရှင်တွေများတယ်မန္တလေးမှာပဲလုပ်ငန်းတွေများလို့ကျွန်တော်မန္တလေးမှာတော့နေရတဲ့အထီးပေါ့နော်ကျွန်တော်ကျွန်တော်နေရမိတ်လီလာလာမယ်ဆိုသွားစိတ်လာစိတ်တဲခုစိတ်တွေနဲ့ရေရှိမှအဆင်မပြေလို့မန္တလေးမှာနေရဆိုတော့ကို့မျိုးလို့ဖြစ်နေပြီဆိုတော့ ပွင့်လင်းပြောလို့ချင်းကိုဘာတက်နိုင်လဲကိုကပတ်စံအားနည်းနည်းပဲတက်နိုင်တယ်ဒါပေမဲ့ငါလူအားတက်နိုင်နေရပဲကိုကလူပြူလူလို့ပေါ့နော်စင်ကယ်ပေါ့နော်အဲ့ဒါတစ်ချက်ထည့်ပြောပါပေါ့နော်အဲ့လိုလူအင်အားပဲတက်နိုင်တယ်လူအင်အားတက်နိုင်တဲ့လောက်ငါလုံမယ်တက်ဆန်းတဲ့လောက်လုံမယ်ဘာလို့လဲဆိုတော့ဟိုလိုင်းမောပြည်သူအများချစ်ခင်လို့ငါပြည်သူကြည့်ပြီးလို့ငါဒီလိုကြောင်းကြတွေရတာသူတို့ကြောင့်ငါအဆင်ပြေလာဆိုပြီးတော့ကိုတက်ဆန်းတဲ့လောက်အဲ့လိုလုံဖြစ်တာပါဟုတ်အရာအလုံးဆုံးရှုံးကြည့်လေဘဝနီကောမဟုတ်ပါကျွန်တော်ကသူတို့ရှိသွားလို့ရှိရင် စားကြလွယ်ငွေသားလူတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲအဲ့လိုပြီးလွယ်စီလဲလောက်ခံမဟုတ်ကျွန်တော်ဗီဒီယိုရိုက်ခွင့်လေးပြုပါဒါပေမဲ့နောက်ကျောပဲပဲပေါအောင်ရိုက်မယ်ပေါ့နော်ဟိုတတ်နိုင်တဲ့လောက်ပေါ့နော်အဲ့လိုရိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးတင်ဝင်ပြုပါနောက်ထပ်အလူရှင်တွေလာခြင်းလို့ရှိရင်လည်းဟိုအချိန်နေမြေမြေအချိန်နေတွေသိအောင်လို့ဆိုတော့သူတို့ကလည်းအဆောက်တော့ကျွန်တော်ဗီဒီယိုမရိုက်ဘူးပေါ့နော်ဟိုလိုင်းပေါ်မှာလည်းဟိုအသိပညာရှင်အတတ်ပညာရှင်တွေကများတာဆိုတော့လေအဲ့လိုမျိုးဆိုတော့မရိုက်ရှင်ဒါပေမဲ့သူတို့ကရိုက်ပါ အခုတော့အဲ့လိုရိုက်ပြီးတော့အဲ့လိုမျိုး social မှာတင်ပြီးမှတကယ်ကိုခက်ခဲနေရတဲ့လူတွေတိမှာအဲ့တော့မှလာကူကြမှာလာလူကြမှာဆိုပြီးသူတို့ကိုယ်တိုင်လူလူချင်းချင်းတဲ့ကိုရိုက်ပြီးစေချင်ကြတာသူတို့နေရာခက်ခဲနေဆိုတော့လူအများသိစေချင်တာဒါကျွန်တော်မိသားစုပဲနော် new easy ပါမန္လိမာဆိုလို့ရှိရင်လဲသူတို့အလူလုတ်တယ်ဆိုလို့ရှိရင်သူတို့မိသားစုကဘယ်အလူလုတ်လို့ကမခရလုတ်ပြီးတော့အဲဥဆောင်ပြီးအလူငွေထည့်ပေးတယ်သူတို့ရဲ့ကားတွေပေးတုံးတယ်အဲ့ဆိုင်မှာဆိုင်မိုးတွေပါပြိုသွားတာအဲ့ချိန်မှာကျွန်တော်အသက်အနည်းငယ်လွတ်တာနည်းနည်းလေးပေါ့နော်အသက်အနည်းငယ်လွတ်တာနည်းနည်းလေးဩဘာမှမဟုတ်ဘဲနဲ့ ငါဒီကနေ့ချိန်မှာတော့အသက်အန္တရာယ်လွတ်လာပဲဒါပေမဲ့လွတ်လာဆိုတော့ငါ့ကိုတက်တန်တလောက်တဆန်းတလောက်ဒီကုသိုလ်ဒါနကြီးလှုပ်ဖို့အတွက်လွတ်တာနေမှာဆိုပြီးတော့အဲ့လိုမျိုးပို့ပြီးတော့လှုပ်ဖြစ်တာမတော်စားအဲ့စပြောနေနေကကိုလမ်းဒီမန္တလေးမှာပဲလေကိုသားသွားခဲ့လို့ရှိရင်ဒီလိုမျိုးကြီးလှုပ်လို့ရမှာမဟုတ်ဘူးလေနော်တကယ်တမ်းလူပွားကြီးကကြောက်เสียရည်ကျွန်တော်ရေဘေးဖြစ်တော့လှူတယ်ရေဘေးဖြစ်တော့လှူတော့ကျွန်တော်တဏီကုန်ဘလောက်ပြင်မဲ့ပြင်မဲ့ညကြလို့ရှိရင်တိုက်ခုကငါပြီးတော့အိတ်လို့ရတယ်အိတ်ပြောအေးဝအိတ်လို့ရတယ်အခုငလင်ဘေးကျတော့ ဟိုစပွန်ဆာပေးမဲ့လူရှိရင်တော့မှတက်ခုတ်ကန်းကဟိုတယ်ကခံမယ်ဆိုရင်တော့မှကျွန်တော်တို့ကိုယ်တိုင်မှအေးရတာစိတ်တရားရနေတော့အလုံးလုံးပြီးပြုတ်လူပြီးပြန်လာပြီးပြင်မဲ့လဲကျွန်တော်လမ်းပေးမှာပဲအေးရတယ်စိတ်ချလက်ချစိတ်ပြတာလမ်းပေါ်မှာအဆောက်အဦးနဲ့ဝေးတဲ့နေရာမှာလမ်းပေါ်မှာပဲအေးရဖြစ်နေတာဘယ်လောက်ပြန်မလားလမ်းပေါ်မှာပဲအေးကြတာကျွန်တော်တစ်ဖွဲ့သားလုံးအကုန်လုံးကကျွန်တော်တို့ကစပစ်ကလေးကမနာဘူးကျွန်တော်ဟိုအင်းလေးမှာသွားနေဆိုအကျိုးအကြနေစီအင်းလေးမှာရှိရပါတော့အင်းလေးမှာပြီးတော့ကျတော့နောက်နှစ်ရက်ကကျတော့လေဟိုကျန်တဲ့လူတွေကိုနဲ့ပါလာတဲ့လူတွေကျတော့အရန်ပင်မဲ့နေရတဲ့အတွက်နှစ်ရက်လောက်တော့ခဏ နားအောင်နားပြီးလို့ရှိရင်နှစ်ဆန်းတည်းနေရစပြီးပြန်လဲထူထောင်ရွတ်ခွေးတို့ပြန်လောက်ကြမယ်တဆန်းတလောက်တဆန်းတလောက်လောက်ကြမယ်ဆိုတော့ဟိုပါလာကလေးတွေကလည်းစိတ်ကြောက်မလို့သာလိုက်လာတာမန္တလေးသားကြီးဖြစ်တဲ့တူတို့အိမ်တွေမှာထိခိုက်သွားတာပြိုသွားတဲ့လူတွေအများကြီးလေသူတို့ကလည်းပြောတယ်ကိုကြီးတဲ့ညီတော့ပတ်စံမတန်းနိုင်ဘူးတဲ့အဲ့လိုမျိုးလူအားတော့လက်ရှင်နေဆိုတော့လိုက်ခဲ့ဆိုပြီးတော့ဟိုပါပြတော့ကျွန်တော်အရှိရသာသွားနေမန္တလေးကနောက်မှငလင်းနေလှုပ်ပြီးတော့ထပ်ပြီးတော့အိမ်ကပြိုကြရဲဆိုတဲ့အချိန်ကြီးသာစိုးနေတာဆိုတော့ကိုယ့်ရဲ့အောင်မြင်ကိုလည်းပြစ်ထားလို့မရဘူးဆိုတော့အတင်းပြန်လာပြီးတော့နှစ်ရက်နှစ်ရက်နားတာပေါ့ ကလေးတွေလည်းဟိုနှစ်ရက်လောက်တော့ပြောက်ခွင့်ပေးလိုက်ပါလို့ကူကြရှိလဲကူမယ်လူကြရှိရလဲလူမယ်ပျော်ကြရှိလဲပျော်ပျော်ကြရှိဆိုတော့တစ်ခါရောက်တဲ့လူတွေကိုလောင်ပြောင်ပြီးတော့ပျော်တာမဟုတ်ဘူးကျွန်တော်တို့ကလူတွေစက်ပစ္စည်းလိုပေါ့ကားရဲ့ဆိုင်ငယ်လို enjoy ပြန်ဖြည့်ရတယ်စီပြန်ဖြည့်ရပေါ့နော်ကိုက lesson တက်ကြပြီးတော့ခွန်အားတွေရှိနေမှာသူများတို့ကကူနိုင်မှာဖြစ်တဲ့အတွက်ကိုကြီးမောင်တို့လည်းနှစ်ရက်လောက်တော့ကလေးတွေကိုပျော်ခွင့်ပေးလိုက်ပါလို့အဲ့လိုမျိုးစတူဒီယာတော့အမြဲတမ်းကြွေးဒါပေမဲ့ဒီနေ့ထူးထူးခြားခြားရှိရပေါ့နော်ဒါဆဲတော့ဆဲကြမှာပါနားလေပါဒါပေမဲ့ကျွန်တော်တော့တီးသက် မန္တလေးမှာရှိတဲ့မန္တလေးနဲ့အနီးတော်မှာရှိတဲ့ကယ်ဆယ်ရေးဝန်ထမ်းတွေစေတနာဝန်ထမ်းတွေတည်တံ့ပေါ့နော်ဟိုစိတ်တော်စိတ်ကြောင့်မှမ်းသူဘီယာစတုတီတာလုပ်ပေးထားပါပေါ့နော်ဘီယာစတုတီတာသူတို့လည်းအရန်ပင်မနေကြပြီနောက်ရက်တွေလည်းပင်မနေအောင်မှာနားလို့မရတဲ့အခြေအနေမှာတရက်လောက်တော့အတက်နေနောက်ဆုံးတရက်လောက်တော့ကျွန်တော်ဘီယာစတုတီတာတိုက်ပါမယ်နောက်ကြရင်ကုစားရှိရကုမဲလှုပ်ရှားရှိမှလုပ်မယ်ပြောစားရှိရပြောမယ်ကျွန်တော်တို့မန္တလေးတိုင်းတတိုင်းတော့ပြန်လဲနိုးထအောင်မယ်လေနိုးထမယ်ဆိုခွန်အားရှိနေမှုလိုတဲ့အတွက်ကျွန်တော်အနေနဲ့များစိတ်ဖြည့်ပြောက်စရာရမလားဆိုပြီးတော့ကျွန်တော်အတွင်းနဲ့အဲ့လိုလေးလုပ်ဖြစ်တာ လူဆိုတော့ကတကြိမ်ရလေးတော့ပြောချင်းကြပဲလေနော်တို့ကအဲ့လိုပြောရင်လည်းအစဲခံမှလည်းကြောက်တယ်ဆိုတော့ဟိုကျွန်တော်ပဲဒိုင်ငံဆဲခံလိုက်မယ်လို့ဆဲတဲ့လူကြီးအားလုံးကျွန်တော်ရှိပဲလွတ်လိုက်ကိုရင်းကျော်ခေါင်းဆောင်ပြီးအဲ့လိုလှုပ်တာပါလို့ပဲပြောလိုက်လို့အဓိကတော့တည့်ရက်တော့ပြောစရာရှိရပြောလိုက်နောက်ရက်ကျရင်ငါတို့ကဝမ်းနေစရာရှိရဝမ်းနေမဲ့လှုပ်စရာရှိရခေါင်းနဲ့လှုပ်ရအောင်မယ်ဆိုပြီးတော့ကျွန်တော်ကဒိုင်ငံပြီးအမုန်းခံပြီးလှုပ်ပစ်လိုက်တာပါ ျွန်တော်လေဟိုအဓိကကကျွန်တော်ပြဿနာတွေရအဖြစ်ကဝိုင်းနေနေချင်းငိုကြွေးချင်းရပြဿနာတွေရအဖြစ်မဟုတ်ဘူးဖြစ်လာတဲ့ပြဿနာတွေပေါ်မှာကျွန်တော်တို့အဲဘယ်လိုပြန်ဖြေရှင်းကြမလဲဘယ်လိုပြန်လဲတိဆောက်ကြမလဲဘယ်လိုရုန်းခဲ့ကြမလဲဆိုတာကအဓိကအဓိကဖြစ်တဲ့အတွက်အဓိကနဲ့တာမယောက်ကိုခွဲခြားစေချင်တယ်ဝိုင်းနေတာတော့ဝိုင်းနေတာပေါ့ပူဆွေးတာပူဆွေးတာပေါ့ဒါပေမဲ့အဲ့ဒါပြဿနာရအဖြစ်မဟုတ်ဘူးပြဿနာရအဖြစ်ကကျွန်တော်ဖြစ်တဲ့ဟာတွေကိုအားတို့အကောင်းဆုံးတယောက်နဲ့တယောက်အားလုံးပြည်သူတွေအားလုံးလက်တွဲပြီးဘယ်လိုလုပ်ကြမလဲဘယ်လိုပြန်တည်ဆောက်ကြမလဲဆိုတာအဖြစ်ဖြစ်တဲ့အတွက်အဲ့လိုမျိုးလုပ်ဖြစ်တာပါ